ျွန်တော်တို့ဒီမြန်မာနိုင်ငံရုပ်ရှင်စီးရုံနဲ့ရုပ်ရှင်မျိုးတော်ဒီမှာနေပေါ်ဆောင်ဖို့အတွက်ကိုနိုင်ငံတော်ကနေပြီးတော့ဧကတင်ရဆက်မှတ်ပေးထားခဲ့ပါတယ်။အခုက2014ခုနှစ်လောက်ပါကျွန်တော်ဒီကပါလန်းနေပေါ့ပါတယ်။စံကြိုးတန်နေလို့ပါတယ်။နောက်အဆောင်ကျေးလေးလောက်ပါတယ်။ရေးစင်းနေပါတယ်ကျွန်တော်တို့ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဒုက္ခတွေကဒီရာမတိကြဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဆက်လက်ပြီးတော့လုံဆောင်နိုင်တော့မရှိခဲ့ပါဘူး။ဒီရာဘယ် နိုင်ငံရုပ်ရှင်စီးရုံးနဲ့အားဆုံးခေါ်တိုက်ကြံကြိုးစားခဲ့ကြပါတယ်။ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီထုံတော်တွေပြန်ထနေတဲ့ကျွန်တော်တို့အိကတ်မြောက်ပတ်လိုင်းကြီးကျွန်တော်ခေါ်ပါတယ်။ဒါမျိုးလို့စဉ်းစားရဲကော်မတီရဲ့အခုအနေနဲ့ကျွန်တော်ပတ်လမ်းထောက်ခဲ့ပါတယ်။အလဲမှတောင်းကြောင်းကျွန်တော်ပို့ခဲ့ပါတယ်။အဲပြီးရင်နောက်မှာတော့ကျွန်တော်တို့ကဒီလုံးကြီးမှာပေါ်ဖို့အတွက်ကိုကျွန်တော်ရရှိထားတဲ့မြေနေရာမြေပြတ်မဟုတ်ပါဘူး။မြေငယ်တိုင်းမှာပဲတောင်ပေါင်းကြီး ကောင်းဆိုပါနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့ကိုယ်တော်မျိုးကိုထောက်ပါပါအဲ့အတွက်ကိုကျွန်တော်တို့ကိုယ်တော်ထုတ်ဖို့အတွက်ကိုကျွန်တော်တို့သက်ဆိုင်ရာပညာရှင်တွေနဲ့ညီနိုင်ပြီးတော့ကိုယ်တော်ထုတ်ခဲ့ပါတယ်ကိုယ်တော်လည်းရတဲ့အချိန်ကမှတော့ကျွန်တော်တို့ကဒီလိုကပညာရှင်ကြီးအစအဦးစီကိုပြီးတောင်းပြီးတော့ကျွန်တော်မဆက်ပဲတော်တော်ကူညီကြောင်းရပါတယ်။ဘုရားမင်္ဂလာပါ။မင်္ဂလာပါခင်ဗျာ။ဒီနေ့အစီအစဉ်လေးရေပြောပြပေးပါလား။ဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်တို့မိုးရာသီနဲ့လဲကြုံနေတဲ့ခါကျတော့မိုးရာသီတစ်ပင်ဆိုင်ပွဲနဲ့ တွဲပြီးတော့ဗောနော်ကျွန်တော်တို့ရဲ့ဒီရုပ်ရှင်မျိုးတော်စီမံကိန်းအကောင့်တွေခေါ်ဖို့အတွက်ကိုမိတ်ဆက်တဲ့သဘောပါပဲဟုတ်ကဲ့အခုဒီမှာဆိုရင်အာဒီအကောင့်ရုပ်ရှင်မျိုးတော်စီမံကိန်းမှာရုပ်ရှင်စီရုံးမှာဟိုကဘလူတာဝီထားတယ်ဒါလေးလည်းမိတ်ဆက်ပေးပါဦးအဲစီရုံးအနေနဲ့ကတော့ကျွန်တော်ကတော့တွင်းမှုပေါ့နော်ဒီစီမံကိန်းညာပတ်သက်လို့ကတော့ဟို working group ပေါ့ ် working group မှာကျွန်တော်တို့ကဟိုဖွဲ့ချင်းရပေါင်းပြီးတော့တောင်းရနေရတယ်ဟုတ်ဒီနေ့တက်ပင်ပတ်ပင်ကိုဘယ်လိုကြောက်စိုက်ပြသွားတာလဲတက်ပင်စိုက်တာကတော့ကျွန်တော်တို့အရင်ဆုံးအစိုးပြတာကတော့ကျွန်တော်ဆောက်လုပ်ရေးလူခိုင်းရှင်များအတင်းချုပ်ကနေပြီးတော့တို့အစိုးပြရပေါ့နော်တို့တစ်ပင်ဆိုင်ချင်ပါတယ်ဆိုတော့အာကျအတော်ပဲကျွန်တော်လည်းဒီမှာမေးဆက်ပေါ်လေးလုပ်ကြရှင်ရဲ့အဲ့တော့တို့ရဲ့အစီအစဉ်လည်းဒီမှာတစ်ပင်ဆိုင်တာပါဟုတ်ဒီမှာအင်ကတ်ပြရဆိုတော့ ဟောဘယ်ကနေဘလို့လမ်းတွေရောဘလောက်ဘလောက်စီးတယ်မှာဖောက်ပြီးဘလောက်လုပ်ပြီးလဲဒီကနေရာကိုပပတ်လေးကိုတော့ကျွန်တော်တို့လမ်းကြောင်းထုတ်ပြီးပါပြီအဲကားတော့ကားသွားလို့ရတယ်ဆိုတော့ကားကတော့နည်းနည်းဟိုပါပေါ့ဟိုကားလေးတွေတော့သွားလို့မရသေးဘူးပေါ့เนาะကျွန်တော်ထော်လာကြီးလိုဟာမျိုးတော့သွားလို့ရပါတယ်လမ်းအကျေကတော့ကျွန်တော်7ဘီလောက်ရှိပါတယ်ပပတ်လေးထုတ်ပြီးပါပြီအလဲလမ်းကြောင်းနှစ်ခုလည်းထုတ်ပြီးပါပြီ ဟုတ်ကဲ့ခုနကအခုရှင်းပြသွားတော့ပါတော့ပါလားဒီထဲမှာ A ကပါ B ကပါဒါလေးပြောပြလို့ရပြောပြရပါလားစီစဉ်လာတဲ့ဆိုဟုတ်ကဲ့ကျွန်တော်တို့ဇုံခွဲလိုက်တယ်ပေါ့နော်ဇုံနေခွဲလိုက်တယ်ဘာလို့ဇုံခွဲလဲဆိုတော့ဟိုတူဦးရဲကနေပြီးတော့ဒီအကောင်တွေဘိုးကမဖြစ်နိုင်ပါဘူးအဲ့တော့ကျွန်တော်ကဇုံနေခွဲပြီးတော့ဇုံလိုက်တာဝန်ယူပြီးတော့ဆောင်ရွက်ပေးမယ်ပုတ်ကိုကျွန်တော်ခေါ်တာပေါ့နော်အဲ့တော့ A မှာတော့ကျွန်တော်တို့အဲ မြန်မာနိုင်ငံမှာရှိတဲ့ချင်ရှားတဲ့အဆောက်အဦတွေပေါ့နော်မင်းတို့နိုင်စင်းတို့အမျိုးတွေမန္တလေးကျုံတို့အမျိုးတွေမန္တလေး မျိုးရိုးလိုဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးချင်းရှားတဲ့ဟာတွေကိုကျွန်တော်တို့တည်ဆောက်သွားဖို့ရှိပါတယ်အဲဘီမာကတော့ကျွန်တော်တို့ရုံးငန်းတွေရှိမယ်ကားပတ်ကင်တွေရှိမယ်ပြီးရင်ကျွန်တော်တို့ဟိုအော်တိုစတူဒီယိုတွေပေါ့နော် အော်တိုရိုက်လို့ရတဲ့နေရာတွေရှိပါတယ်နောက်ခါတောက်ဆိုင်တွေရှိပါတယ်နောက်အဲစီကြတော့ကျွန်တော်တို့ကကျိုကလေးကစားခွင့်တွေပေါ့နော်ကလေးကစားခွင့်တွေထည့်ဖို့ရှိပါတယ်ကလေးကစားခွင့်တွေမှာကတော့ဒါကလေးပြုတ်ဆင်ဖို့အတွက်နေနောက်ရက်ကွင်းမှာလည်းဒါအသုံးတည့်တာပေါ့နော်ကစားခွင့်တွေနဲ့တွားမယ်ဆိုတော့ ဒီမှာကျတော့ကျွန်တော်တို့ကမြို့ပြမြို့ပြအဆောက်အဦတွေစောက်ပါမယ်ကျွန်တော်တို့ရာကုန်မြို့တွေကရမ်းမြို့ပုံစံမျိုးတွေပေါ့နော်အဲလိုအဲလိုဟာမြို့တွေနဲ့အဲချင်းရှားတဲ့နေရာလေးတွေပေါ့နော်အဲလိုကျွန်တော်တို့မြို့ပြအဆောက်အဦနဲ့ပတ်သက်တဲ့ဟာလေးတွေကျွန်တော်တို့စောက်ဖို့ရှိပါတယ်ပြီးရကျွန်တော်တို့ခေါက်ကွင်းဟိုမင်းကြီးကောက်ကွင်းလေးပေါ့မင်းကြီးကောက်ကွင်းတော့လေ့ကျင့်ကောက်ကွင်းပေါ့နော်အဲ့ဒါနဲ့တော့မြင်းကွင်းပေါ့ အဲ့ဒီဟာမျိုးတွေထည့်ဖို့အစီအစဉ်ရှိပါတယ်။ INF ကအဲ့ဒါပါ။ F ကတော့ကျွန်တော်တို့ကအာမြန်မာတိုင်းနေပြည်နယ်အရဲအမှရှိတဲ့တိုင်းသားအဆောက်အဦးတွေနဲ့နောက်တိုင်းသားစားတောက်ဆိုင်တွေကျွန်တော်တို့ရှိပါတယ်။နောက်ဟိုဘက်က H မှာတော့ကျွန်တော်တို့ကဟိုတောအုပ်တွေပေါ့နော်တောအုပ်တွေတောအုပ်ခန်းတွေရိုက်မယ်ဆိုရင်အစင်ပြောင်းဆိုတောအုပ်တွေနဲ့ဒီကုန်းကြီးဆန်းကြောင်းတွေပေါ့နော်အဲ့ဒါကြီးဇောက်ဖို့စီစဉ်ရှိပါတယ်ဒီရရှိလို့တော့ပဲဘာလို့ပြောပြချင်လဲဘာလို့ပြောပြချင်လဲဆိုကျွန်တော်တို့ကတော့တက်နေဆိုကျွန်တော်ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်အဲကျွန်တော်တို့ရဲ့လောကသားတွေကလည်းဒီပေါ်မှာစိတ်ဝင်စားနဲ့ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါ